တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025 March 25ရက်ကနေ27ရက်နေ့အတွင်းမှာကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့ကြံစီရည်မှန်းချက်တွေကတပတ်သူနဲ့မတူတချို့ကြောင်းရတယ်မှာစန့်ကျင်ပဲတော့ဖြစ်နေလိမ့်မယ်ကိုပြောသမျှကိစ္စသည် တပတ်သူနဲ့အငင်းခုဖြစ်နေလိမ့်မယ်အတွေ့မတူတော့ဒီနေရာမှာ သူတပတ်နောက်လိုက်ချင်း တပားသူလုံထုံးလုံနေတဲ့လှုပ်ချင်းကိုကိုကသွေပြီးတော့ကိုလမ်းကြောင်းနဲ့ကိုထိုးပေါက်လို့ရင်အင်မတန်ကောင်းလိမ့်မယ်ကိုရဲ့တွေးခေါ်ရင်ရှင်းချက်နေတယ်အတွေးမြင်နေရှုထောင့်နေသုံးသက်ချက်တွေမှန်ကန်မယ်ရှင်ပြိုင်မှုမှမြအောင်မြင်မယ်ကာလရှည်ချာစူးစမ်းအားထုတ်ထားတဲ့အကြောင်းအရာတွေရဲ့အကျိုးဆက်ကိုရအောင်ဖန်တီးနိုင်တဲ့အနေထားကောင်းကိုကျုံးနေတယ်စကားရဲ့နေမှာအပြိုင်ဆိုင်နေကြတဲ့အတွက်တက်မှုကိုရရှိမယ် အဲ့ဒီနေ့မှာအနောက်ရက်ကိုတည်သွားစေနေရှိတဲ့တော်တော့ဂူဆက်ရမယ်။နေ့တနိုင်ခွဲနဲ့သုံးနိုင်ကြာသွားလာဂူဆက်ရမယ်။၁၆ရက်နေ့ကအလုံးစုံ ကောင်းခြင်းကံနဲ့အကျိုးပေးတဲ့ကံတွေပေါ်တယ်။ရပိုင်ခွင့်ပြန်လဲတောင်းဆိုခြင်းခက်ခဲအောင်ကြော်လွှားခြင်းရှင်မကျအောင်မြင်ခြင်းတို့ကိုကြုံမယ်။၁၉ရက်နေ့မှာအပြိုင်ဆိုင်ကြအတွတ်တယ်မယ်။အခက်ခဲအောင်ကိုကြော်လွှားမယ်။ မိမိလိုလားချက်ရည်ရွယ်ချက်တွေကိုစင်ပြောင်းဆောင်ရွက်နိုင်နိုင်မယ်။ဆက်ရှိရနေ့အဲ့ဒီနေ့မှာဥတီချက်စစ်နဲ့လုပ်ကံခြင်းတို့ရဲ့ကောင်းသောအကျိုးကိုရမယ်။မိမိလိုလားချက်ကို ရှေ့တိုးလို့လို့အကျိုးရှိနိုင်မယ်။အတိုက်ခံကြားကဖြတ်သန်းရမယ်။အဲ့ဒီနေ့မှာအရှိမြောက်ရက်ကိုဒီသောစဉ်အနည်းရှိတတ်တယ်မနေ့၄နိုင်ခွဲနဲ့၆နိုင်ကြာညနေ၄နိုင်ခွဲနဲ့၆နိုင်ကြာဒီမှာ အသွားလာနေတိုင်းအထူးပြုပြီးကိစ္စမယ်19ရက်နေ့ကတော့အလုံးစုံကောင်းသောကံနဲ့တိုးတက်တဲ့ကံနဲ့ပေါ်တယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စိတ်ချမ်းသာမယ်20ရက်နေ့မှာပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်အကျံသစ်တွေကိုကောင်းထဲပေါ်နိုင်တဲ့ဘဝတက်လန်းဖွယ်မယ်21ရက်နေ့ကတော့ငွေရေးကြေးကံလုပ်ငန်းကံဘဝကံထူးခြားစွာကောင်းခြင်းကြိုးပမ်းခြင်းနဲ့လိုရာပြည့်စုံခြင်းတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ် ဒီကာလအတော်တွင်မှာတနင်္ဂနွေနေ့သောကြံနေ့စနေနေ့မွေးသူတွေကောက်ကျိုးပေးပြီးတော့တနင်္လာနေ့ကြာသာပတင်းနေ့မွေးသူတွေကြောင့်စိန်နောက်ရှက်ဖြစ်တဲ့နှစ်ခွန်ကိုကနံကျိုးပေးတဲ့အဖြူအစိမ့်မီကိုပြာတို့ကို သုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရဖို့အတွက်အနီအောင်ပွင့်ဖျားတင်ကတ်လူပြီးအလိုရှိရာဆုတောင်းမှာ စွတ်တောင်းပြေပါမယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် March 15ရက်နေ့ရက်နေ့27ရက်နေ့အတွင်းမှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်မှန်းတာနဲ့လက်တွေ့ကဟမယ်ငကိုစီစဉ်ထားတာမဖြစ်ဘူးဆက်ပစ္စည်းတွေဒီချိန်သွားမွေနဲ့လက်ထဲရောက်ပြီးမှပြက်သွားမယ် ပစ္စည်းမလောင်တဲ့ဈေးမကစားနဲ့လက်ထက်ပစ္စည်းရောက်ပြီးမှဈေးချဆင်းသွားတတ်တယ်။လုံးလက်စနေထားပဲထိပြီးရှေ့တို့လို့ပါ။သူတပားကြောင့်ကိုယ်ရည်ပဲချက်တွေနှောင့်နှေးခြင်းတွေဖြစ်တတ်တယ်။ကိုယ်အကျံစီသူမြောက်မပြောရအောင်။ကိုယ်လုံးနေတဲ့လမ်းကြောင်းတွေသူမြောက်လမ်းမပြရအောင်။ကိုယ်ကကိုယ်ပဲအေးချမ်းချမ်းလှုပ်သွားပါ။ပြောပဲဆိုတာစနေတကြလုံးနိုင်လေအချိုးပေးလေသို့သို့သိသိလုံးနိုင်လေအချိုးပေးလေဖြစ်မယ်။ အတိုက်ခံနေအားလုံးကိုကြော်ပြီးတော့လူပြည့်စုံခြင်းကိုကြိုးနိုင်တယ်ဒါပေမဲ့အဲဒီ15ရက်နေ့ကတော့ရံပြဒနာတွေနဲ့ထိတိုက်တွေ့ရတတ်တယ်အသွာလန်နေတယ်လေဂယူဆိုင်ရမှာအဲ့ဒီအနောက်ရသွားစရာနေဒီရှိတတ်တယ်မတော်တဆနေဒီရှိနေတယ်အထူးသဖြင့်နေ့တနင်္ဂနွေနဲ့သုံးနိုင်ကြသွာလန်ဂယူဆိုင်မှာ16ရက်နေ့ကသစ္စာဖောက်တဲ့သူတွေနဲ့တွေ့တယ်စကားမတီးတဲ့သူတွေနဲ့တွေ့တယ်ဂတိပြတ်တဲ့သူတွေနဲ့တွေ့တယ်အစိုးသက်ခံကြီးမှနှောက်ရှက်ရှိတတ်တယ် 19ရက်နေ့မှာထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုရှိတဲ့ရေမကြအောင်မြင်မဲ့ခက်ခဲကြုံလာပြီးတော့လိုရာပြည့်စုံမဲ့17ရက်နေ့ရန်ကြားရတက်လန်းပေါ်မဲ့ရန်နောက်ဆက်တွေနဲ့ရန်ပြဿနာဟောင်းတွေပြန်လဲဖြစ်ရှင်းရတယ်မယိုးမသားလုပ်တဲ့သူတွေနဲ့တွေ့တတ်တယ်အဲ့ဒီနေ့မှာပဲမတော်တဆညီတဲ့ဂယူဆက်ရမယ်အရှိမျောက်ရက်ကိုသွားစရာနေရှိတတ်တယ်မနေ့ နေနိုင်ခွဲနဲ့6နဲ့ကြာညနေ၄နိုင်ခွဲနဲ့6နဲ့ကြာအသွားလန်နေတဲ့ thank you ဆက်ရမယ်၁၉ရက်နေ့မှာတော့အလုံးစုံကန်တက်တယ်အလိုပြည့်စုံခြင်းတိုးတက်ခြင်းနဲ့အောင်မြင်ခြင်းတွေရှိမယ်20ရက်နေ့ကတော့ရန်ပတိဘက်ကတွေကိုကြော်ပြီးလိုရာပြည့်စုံခြင်း21ရက်နေ့ငွေကြေးကလုပ်ငန်းကစီးပွားကဘဝကထူးခြားစွာတိုးတက်ခြင်းနဲ့အရာရာဆင်ပြေခြင်းတို့ရဲ့အနှစ်သာရကိုကြုံတွေ့နိုင်ပါတယ် ဒီကာလအတော်တွင်းမှာကြာသာပတိနှင့်သောကြာနှင့်စနေနှင့်မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောင့်ရှင်ဖြစ်တတ်တယ်။အပြာရောင်ပန်းရောင်ဒီရောင်ချက်သွေးရောင်တို့ကိုသုံးမှသုံး၆ကိုကနဲတွေကိုသုံးဆွနိုင်ပါလေ။ကောင်းခြင်းကံကြမ္မာနဲ့အစဉ်ပြေမှုများရစေဖို့အတွက်နေအင်္ဂါနေ့မှာရှိတဲ့ထိုင်ကုန်ချို့ပြိဘောကအချို့ နေရာရွှေ့ရှာနိုင်ပါ ထူးခြားတဲ့ကံတွေရှိလာပါမယ်ကျေးဇူးတင်ပါတယ်